ဘာမှမပြောတော့ဘူးလို့เนาะဒါပေမဲ့စိတ်မကောင်းလို့เนาะမနေ့ကဒီဗီဒီယိုပေါ့เนาะဘာတူတင်တယ်လဲတော့မသိဘူးကျွန်တော်တွေးလိုက်တာပေါ့เนาะဒီတခိုးကိုမြေလက်ပုလက်ချက်မိတယ်ပေါ့เนาะပြီးလို့ရှိရင်ဒါသူ့မှာလည်းခလေးရှိတယ်ကွာဒီတခိုးမှဆိုတော့เนาะအာသူ့မှာလည်းအကြောင်းမျိုးမျိုးအကြောင်းဖြစ်မှာပေါ့เนาะသူ့မှာလည်းဒါခိုးချင်လို့ခိုးတာတော့မဟုတ်တော့ပါဘူးပေါ့เนาะဒါစာဝင်နေရအဆင်မပြေလို့เนาะခလေး ူလေးပြောထားတာရှိတယ်ပေါ့နော်အိမ်မှာသူ့မှာနောက်ထပ်ကလေးရှိသေးတယ်တဲ့အိမ်မှာနေကောင်းဖြစ်တယ်ပါပေါ့နော်အာသူ့အတွက်ပေါ့နော်ဒါငွေကြီးရမတက်နိုင်တော့လားခိုးခိုးတယ်လို့ဖြစ်သွားတာပေါ့နော်ခိုးတာပေါ့ကွာဆိုတော့ဘာဖြစ်ဒီမှာလက်ပုလက်ချင်းနေမိတဲ့ခါကျတော့နော်ဒီအမားကြီးတယောက်ပေါ့နော်ဒါပါရိုက်တယ်နော်ကိုတိလေးရောက်သူ့ကိုကျူးလွန်တယ်ပေါ့နော်ဆိုတော့ဒီဟာကိုမြင်တဲ့အခါမှာကျွန်တော်စိတ်မကောင်းဘူး ဘာဝစိတ်မကောင်းတာလဲဆိုတော့အထုတစ်ဖြစ်ဒီကလေးပေါ့နော်ဒီသားလေးဖြစ်မဲ့ထင်တယ်ဒီသားလေးသူကျွန်တော်စိတ်မကောင်းဘူးဘာဖြစ်လို့ဆိုတော့ကလေးတွေရှိမှာနော်ဒါကိုရဲ့မိခင်တယောက်ကိုကိုထိလေးရလောက်တယ်ဟိုဘက်ဟိုဘာကလေးမျက်နှာကိုကြည့်ရနေကျွန်တော်တို့သိရတယ်နော်သူ့မှာအကြောက်တရားနဲ့သူ့မှာငေါ်ချင်တဲ့မျက်နှာတွေနော်ဘလို့ထိခံစားလိမ့်မလဲနော်ဒါကလေးကိုစေးတိုင်ရပေးတာနဲ့အတူတူပဲနော် ဆိုတော့ဒီလိုမျိုးမဖြစ်တင်ဘူးခိုးတယ်လပူလက်ချက်မိတယ်ဆိုရင်တော့တရားဥပဒေတိုင်ပါเนาะဒါတို့စီရင်လို့ရတာပဲเนาะဖြစ်ရှင်းလို့ရတာပဲဆိုတော့သူ့မှာလေเนาะအခုဟာကဘယ်လိုမြင်တယ်လဲဆိုတော့စီရင်သားတွေရောเนาะပဆန်ရှိတဲ့သူတွေကအစဉ်ပြေနေတဲ့သူတွေကเนาะသူ့မှာခိုးမှုလေးရှိအောင်မယ်နားလေးတောင်းအောင်မယ်ကွာเนาะဆိုတော့ဒါဟုတ်သူ့ဖက်မှာလိုက်ပြောတာမဟုတ်ဘူးเนาะဖက်လိုက်ပြီးတော့ပြောတာတော့မဟုတ်ဘူး ပြီးလို့ရှိရင်နောက်တစ်ခုရှိသေးတယ်ခလေးကိုလေးပေါ့နော်ယူသွားတဲ့ဟိုမှာသူရဲ့ဝန်ထမ်းနေလားမသိဘူးခလေးကိုဆွေးခိုင်းနေပေါ့နော်လို့ရှိရင်ဒီအမကြီးကဒီခလေးအမေကိုကြိုက်တာတင်မဟုတ်ခလေးကိုပါနော်ခလေးကိုပါတွန်းတာပေါ့နော်ကျွန်တော်မခလေးရနော်ငော်တယ်ကျွန်တော်တော့လုံးဝစိတ်မကောင်းစရာဖြစ်သွားပါတယ်လို့နော်လို့ရှိရင်တော့အာအပြင်မှာပေါ့နော်အဲ့ဒီမိတိုင်မှာ တက်တိုင်မှာဗောနော်ဒါကျိုးချီပြီးတော့ထားတယ်ဗောနော်ဆိုတော့ဒီခလေးနဲ့ဒီအမေရဲ့အခြေအနေအရာဗောနော်ကျိုးနေမချီတော့မှသူတို့ဘယ်လိုလုပ်ထွက်ပြေးမှာလဲဟုတ်တယ်မလားအဆောင်နဲ့အဲ့ဒီမှာရေးကိုခေါ်ရတယ်ဆိုရင်လေရေးရောက်တဲ့အထိအဆောင်ဗောကိုကကောဟိုမှာတက်တိုင်မှာသွားပြီးတော့ချောက်ထားတယ်နော်အဲ့မှာကျိုးနေချီပြီးတော့အဲ့မှာချောက်ထားတယ်ကျိုးချီတာကိုခင်ဗျားတစ်ချက်ကြည့်ပါဦးဒီမှာတစ်ချက်ကြည့်ပါဦး ခလေးအမေကိုခြီတာမဟုတ်နေရောင်စလုံးမှာတစ်ခါတည်းခြီလိုက်တာခလေးပါတစ်ခါတည်းခြီလိုက်တာခလေးကအပြည့်မရှိဘူးအပြည့်ကင်းတယ်။မကြည့်ရင်တို့ချိုးခြီရအောင်လေနော်။ခြီရင်ဆိုရင်လေဒါခလေးအမေကိုခြီလိုက်တာမှမဟုတ်မခြီဘဲနဲ့ထားလိုက်ပေါ့ခလေးမင်းနဲ့အောင်ထောက်ပြီးတော့နော်။ကိုကကခလေးပါတစ်ခါတည်းခြီလိုက်တာ။ဒါမှဖြစ်တင်းမှုပေါ့နော်။ဒါနိလက်မှန်ကန်နေလို့ကျွန်တော်မမြင်ဘူးပေါ့နော်။ဆိုတော့တော်တော်လေးစိတ်မကောင်းဖြစ်ရတယ်။ ဘာဖြစ်ဖြစ်ဖြစ်ဒါနော်ဒီကလေးကိုတော့ဒါဖြစ်စေချင်ပါတယ်ဒါဒီမိသားစုရဲ့တကယ်အကြောင်းရင်းပေါ့နော်ဒါတကယ်လေးလာပြီးမှဩဒီအခြေအနေဖြစ်လို့ဒီလိုမျိုးအခိုးတာကိုဆိုရပါဘောနော်ဒါနားလေစေချင်တယ်ပေါ့နော်ခွလွင့်စေချင်တယ်အထူးသဖြင့်ဒီကလေးရဲ့မျက်နှာကိုထောက်စေချင်တယ်ပေါ့နော်ဆိုတော့ဒီအမကြီးကကိုတိလေးယောက်ကျူးလည်းလေသူ့မှာတာသမီးမရှိဘူးလားမတည်ဘူးเนาะ ဆိုတော့ကလေးကိုလည်းကလေးလိုမမြင်တာလားမသိဘူးသူ့ရဲ့အမြင်ကဘယ်လိုမျိုးလဲမသိဘူး။ဘာဖြစ်တာတော်တော်လေးစိတ်မကောင်းဖြစ်ရတယ်ဒါဘာဖြစ်နော်။ကိုကြီးနိုင်တဲ့တူတွေကတော့ကိုကြီးတင့်ပါတယ်ပေါ့နော်ဒီကလေးတွေမိသားစုအတွက်ပေါ့နော်။ဆိုတော့ကျွန်တော်တို့လည်းတက်နိုင်ဆုံးဆူတောင်းပေးရအောင်လို့နော်။ဒီလိုမျိုးဒုက္ခရောက်ရတဲ့အများကြီးပဲဒီဟာပဲမဟုတ်ဘူးပေါ့နော်။ဆိုတော့ကျွန်တော်တို့တက်နိုင်ဆုံးနော်။ဝေကြီးရဲ့နဲ့အာဘယ်လိုကိုကြီးနိုင်မလဲ။အဲ့ဒါနိလန်းနေရှိရင်တော့ဒါ အကူညီစေချင်တယ်ပြီးလို့ရှိရင်တော့အာဆူတောင်းပေးစေချင်တယ်လို့เนาะတတိယပြီးတော့ဗောနော်ဆိုတော့အမတမဆင်မကောင်ဖြစ်ရပါတယ်လို့เนาะထက်ဒီလိုမျိုးတွေမကြုံရပါစေနဲ့လို့ကျွန်တော်မေတ္တာပို့ပေးပါတယ်လို့เนาะအလုံးအဆင်ပြေကြပါစေဒီမိခင်ဒီကလေးမှအစဗောနော်ဒါတရားမြတ်အမြတ်တတ်တတ်ဖြစ်ပါစေလို့ကျွန်တော်ဆန္ဒပြုပါတယ်